မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီစဉ်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရွှေညာမင်းမိသားစုမှအကျိုးဆုံးပါတယ်ဗျာဒီနေ့3ရက်10လ2025တောက်ကြနေဖြစ်ပါတယ်ဗျာတောက်ကြနေရဲ့တဏိတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်တောက်ကြနေတဏိတာကံကြမ္မာတွေမတင်ပြခင်မှာတောက်ကြနေကံကောင်းတွေတွေကိစ္စတော့ဒီချိန်မှာအလူတွေလိုအပ်တတ်တယ် အလူရီနဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့နေရာမှာသွားအောင်တက်ပြီးတော့စက်ပစ္စည်းတွေဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်အလူရီကိုသွားမယ်အရွှေတွေဝယ်မယ်ရွှေနဲ့ပတ်သက်တဲ့ရောင်းဝယ်လုပ်တဲ့အပေါင်နှံလုပ်တဲ့နေရာတွေသွားမယ်နော်အဲ့ဒါအာစက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ရောင်းဝယ်လုပ်တဲ့နေရာတွေသွားမယ်စက်ပစ္စည်းတွေဝယ်မယ်ဆိုရင်တော့အသိဉာဏ်ကံကောင်းမှုများ အမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်ဗျာဒီနေ့မှာကံကောင်းခြင်းတော့ဒင်းလင်းလာအရှိရကူလှည့်ပြီးခုနှစ်သားသမီးအားလုံးကမိမိလိုအပ်တဲ့ကိစ္စတွေတခုခုဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းများအမြန်ဆုံးပြည့်ဝမည်ဖြစ်ပါကြောင်းပနာမလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာအဒီနေ့တောက်ကြနေမှာဖြစ်အိုးရင်လောက်ကိုင်းနဲ့ပတ်တင်မှာကိုရည်ဒီသားမဟုတ်တဲ့တခြားရည်ရည်ဒီသားတွားရောက်လောက်ကိုင်းတဲ့ကိုရင်ကိုရကိုမိသားစုမှာတော့စုစုဝေးမနေရတတ်ဘူးပြော ။အိုးရင်စုစုဝေးနေတော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပူညာပူညာအငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲများငွေကြီးနဲ့ပတ်သက်တဲ့ပူညာပူညာဖြစ်မှုများကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြေရတဲ့ခွန်ရသားသမီးအားလုံးတို့သည်တခုခုအစီအမပြေခြင်းနဲ့ဆိုရင်တော့တောက်ကြမြောက်ရကူလှဲ့ဘောပင်လေးကိုင်းပြီးတော့ဆူတောင်းအတင်းဘောပင်လေးရဲ့ အာကျွန်တော်လေးလုတ်ကန်မကောင်းဘူးလုတ်ကန်ကောင်းကျင်လိုက်တာဗျာအလုတ်ကန်ကောင်းကျင်နေတဲ့အခွန်းလန်းနေပေါ်ကူညီဆောက်ချောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှဲ့လှဲ့ပြီးမှဘုပ္ပလီကန်စုတောင်းမယ်ဆိုရင်တော့ခွန်းတဲ့သားသမီးအားလုံးတို့ဟာအိုးဝင်လုတ်ကန်နဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ တင်းနေငွေသားသမီးရဲ့ကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာမှာအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့သွားရောက်လောက်ကိုင်းတတ်တဲ့ကိုယ့်ရကိုယ့်ဒေတာမှာတော့အလောက်ကိုင်းနဲ့ပတ်သက်တဲ့မှာယာယီထင်းကိုလွှဲချုံနေသလိုမင်းနဲ့ပတ်သက်တဲ့မိမနဲ့ပတ်သက်တဲ့မိယာရင်းနဲ့ပတ်သက်တဲ့ပူညာပူညာဖြစ်မှုကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်တင်းနေငွေသားသမီးအားလုံးကတကုတ်ကုတ်နဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့အဲ့မိမိနေတိုင်းတဲ့အရာမှာပွင့်နေသောပန်းလေးတစ်ပွင့်ကိုကင်တွယ်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ဖြစ်နိုင်ရင်တော့ ခမရတတင်းလာအရှိရကူလဲ့ပြီးမှပွင့်နေသောပန်လီကိုင်းစုတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာပွင့်နေသောပန်ငုံသောပန်မရပါဘူးဗျာပွင့်နေတဲ့ပန်လေးကိုကင်တွဲပြီးရောစုတောင်းမယ်ဆိုရင်တော့တင်းတို့နေသားသမီးများမိန်းမရဲ့စုတောင်းမှုများအများဆုံးပြည့်ဝမည်ဖြစ်ပါကြောင်းလီလီသာသာတင်ပြပေးလိုက်ပါရဗျာမန်နီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတော့ ဒီချိန်မှာမိမိယာယီထက်ကိုလွဲချော်သလိုဖြစ်တတ်တယ်။မိမိငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာမိမိအလို့ဆန်းနာမပြည့်တတ်ပါဘူးဗျာ။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အလို့ဆန်းနာမပြည့်တဲ့ခွန်တဲ့သားသမီးအားလုံးတို့ဒီစနေတော်နောက်တော်နောက်လက်နွားနိုးလေးတစ်ခွက်ကိုဖြောတစုံလောက်တောက်ပြီးမှဆူတော့အတင်နွားနိုးလေး ။အာကျွန်တော်တို့ငွေကြီးနဲ့ပတ်သက်ကိစ္စတွေလိုတယ်။ကျွန်တော်လိုတဲ့ငွေကဘယ်လောက်ကျွန်တော်ပေးစရာဘယ်လောက်ရစရာဘယ်လောက်လိုချင်တာဘယ်လောက်အဲ့ဒီငွေကန်လေးတွေပိတ်နေတယ်ပိတ်နေတဲ့ငွေကန်များအများဆုံးပွင့်လောင်း။ကုညီစောက်ချောက်ပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တောင်လဲနွားနိုလေးကိုတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကန်လေးတွေနဲ့ပတ်သက်တဲ့ကိစ္စမှာစနေတော့နောက်တောင်တောင်လဲပြီးနွားနိုလေးတောက်ပြီးဆူတောင်းမလားနွားနိုမရတဲ့ရက်ဒေတာမှာတော့ ခမရအိမ်မှာရှိတဲ့ဓားလေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လာပြီဖြစ်ပါကြောင်းလီလီစားစားတင်းပြပေးလိုက်ပါတယ်ဗျာစိတ်တွေပြောလားဆိုပြောပါတယ်တကယ်ပြောတာလားဆိုလည်းမပြောဘူးပြောစိတ်ထဲမှာတခုခုအလိုစားနာမပြည့်တယ်လို့ဖြစ်တတ်ပါတယ်နော်အဲ့တင်းနဲ့လာသားသမီးတွေကတော့ဒီချိန်မှာတခုခုကြမ်းမိုက်မကောင်းလို့ချောင်းဆိုးတွေရင်ကျက်တွေအဲကြမ်းမိုက်မကောင်းလို့နာကျင်မှုဒါမှမဟုတ်ငွေကြီးနဲ့ပတ်သက်တဲ့အလိုစားနာမပြည့်မှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်ဒါကြောင့် တင်းလာတာသမီးတွေကတခုခုပိတ်နေတယ်ဆိုလို့ရှိရင်တော့ခမရအဲ့ဒီဗုဒ္ဓတောင်ရက်ကိုလှဲ့လှဲ့ပြီးမှခမရအဲ့မှာမျက်နဲ့သိရေးလေးအဲ့ကွာရေးလေးကိုတောက်ပြီးစူတောင်းမလားမျက်နဲ့သိရင်စူတောင်းမလား တောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့ကံများအ мян ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအတင်းနေတာသာသမီတကူကူနဲ့ပတ်သက်တဲ့လူစားပြင်းပြင်းတော့မနေ့စောစောမှမျက်နှာတင်ရင်တောင်ဘက်ကလှည့်ပြီးတက်ရေလေးလေးတောင်းရင်တောင်ဘက်ကလှည့်ပြီးတော့တောက်ပြီးတော့စူတောင်းမယ်ဆိုရင်တော့လွဲချုံနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအ мян ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအစိတ်တွေပြောလားသူပြောပါတယ်တကယ်ပြောလားဆိုတော့မပြောဘူးပြုဆက်နဲ့ပတ်သက်တဲ့ပစ္စည်း water water နဲ့ဝင်ရတယ်ဝယ်မယ်ဆိုရင်လည်းဝယ်လို့ရတယ်ဝယ်လိုက်ရင်ပတ်သက်များကုန်မလား တခုခုနဲ့ခြေတုံညတုံဖြစ်နေတာဖြစ်ပါတယ်ဒီချိန်မှာဝန်တက်တာဖြစ်တဲ့တော့ဝေလိုက်ရင်တော့မမပါဘူးဗျာဒါကြောင့်ဆက်နဲ့ပတ်သက်တဲ့ပစ္စည်းစိတ်ချမ်းသာပြည့်ရှင်မှုနဲ့ပတ်သက်ကိစ္စကြုံတတ်ပြီးတော့စိတ်ထဲမှာတခုခုစနိုးစနောက်ဖြစ်ရင်တော့တင့်မှာပိတ်ဆို့နေတဲ့ကံများပိတ်တတ်ပါတယ်ဗျာဒါကြောင့်စိတ်နဲ့ပါတယ်တို့ကူပိန်တော့စနေတော့နောက်တောင်တောင်လက်ခမရတံမြာတိလေးတလုံးကိုကိုင်းပြီးဆူတောင်းဒါမှမဟုတ်တန်းအိမ်မှာရှိတဲ့တန်ကြုံတန်ကြိုးအဲ့ဒါလေးတွေကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများ အမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်အတင်တန်မြတ်သီးလေးအတင်တန်ကျိုးလေးအတင်တန်လေးရကျွန်တော်လေးစိတ်ညစ်နေတယ်ကျွန်တော်ညစ်တဲ့ကိစ္စကတော့အရောက်မမကောင်းမှုပြဆိုင်လေးရောင်းခြင်းနဲ့မြေလေးဝယ်ခြင်းနဲ့အိမ်တိုက်ကလေးရောင်းခြင်းနဲ့တိုက်ကလေးဆောက်ခြင်းနဲ့ဟာအဲအလုတ်ကန်လည်းမကောင်းမှုလုတ်ကန်ကောင်းခြင်းနဲ့နိုင်ငံခြားကိုသွားခြင်းနဲ့ပေါင်းထားတဲ့ရွှေလေးတွေရွေးခြင်းနဲ့အဲဒါကြောင့်ကျွန်တော်စိတ်ညစ်နေတယ်ဗျာညစ်နေတဲ့စိတ်များအများဆုံးဆင်ပြောင်းအတင်တန်မြာသီးလေးအတင်တန်ကျော်အတင်တန်ကျိုးလေးကကူညီပါဆိုတဲ့အကြောင်းတစ်ခုခုကိုဂိုင်တယ်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ စနေရောက်နောက်တော့တော့လှည့်ပြီးစူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆိုးနေတဲ့စိတ်ချမ်းသာမှုများအများဆုံးရရှိသွားမှာဖြစ်ပါတယ်ဗျာအင်္ဂါသာသမီးတွေဒီချိန်မှာဝါတတာပဲပြုစိတ်ချမ်းသာအောင်နေပါအားပျော်ရှင်အောင်နေပါဝေစရာရှိတာဝေလိုက်ပါတင်းအကုန်လုံးစီပြေပါလိမ့်မယ်ဝေရရင်တုဆုပ်တုဆုပ်အားပျော်စိတ်ကညှင့်နေတော့လက်ထက်မှာငွေကြီးနဲ့ပတ်သက်တဲ့ကံများ အယောင်မဝေမားတွေဖြစ်တတ်ပါတယ်ဗျာဒါကြောင့်အင်္ဂါသာသမီးရသိချမ်းသာပျော်ရွှင်သာနဲ့စနေတော့နောက်တော့နောက်လက်ပြီးဘာမှမကြိုက်မဲနဲ့ဆူတောင်းမဲ့ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့သိချမ်းသာပျော်ရွှင်မှုများမိမိအလိုဆန္ဒရှိတဲ့လောက်အများဆုံးရရှိသွားမှာဖြစ်ပါတယ်ဗျာကိုယ်နဲ့နှင်းနဲ့စက်တဲ့တိလူယောက်ျားအလူယောက်ျားတွေနဲ့ပတ်သက်တဲ့ဒီချိန်မှာလူနေလောက်ရတတ်တယ် ျော်ဝဲရှင်ပွဲတွေသွားတတ်တယ်အပျော်လွန်တဲ့အခါမှာပြဿနာတွေတက်တတ်တယ်အပြင်းမှာရောက်ထောင်းတော့နေရင်ဖန်တီခံတတ်တယ်ကာလမျိုးတွေဖြစ်ပါတယ်လူယောက်ျားအောင်မြင်တာတစ်ပိုင်းကြဆုံးတာတစ်ပိုင်းလွတ်ရင်တော့ပြဿနာတက်တယ်အလူတွေသွားတယ်ရံနေဖြစ်တယ်တတိနဲ့ဒူတွေဖန်ခံရတဲ့ငွေကုန်တွေဒီပြဿနာတွေပေါ်ပေါက်တဲ့ကာလမျိုးတွေဖြစ်ပါဗျာရွှေသေးသေးလေးဝင်တတ်တယ်အလူသေးသေးလေးကိုယ်နဲ့မဆိုင်တော့အမျိုးနဲ့အလူလေးတွေဝိုင်းဝန်းကိုကြီးလှုပ်ဆောင်နေရတတ်ပါတယ်ဗျာဒါကြောင့် အဲလူနဲ့ပတ်သက်တဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စတကူနဲ့ပတ်သက်လို့အစင်မပြေမှာကြောက်ရွံ့တော့စနေတော့အနောက်တောင်တောင်လက်ဓာလေးကိုခိုင်းပြီးတော့ဆူတောင်းမယ်ဆိုတော့အတင်ဓာလေးရဲ့အိမ်မှာလူရောကြားလုံးမလို့ဘူးလုံးလုံးမှဖြစ်ပိုင်းရွှေလေးကပေါင်းထားတယ်ပေါင်းထားတယ်ရွှေလေးပြန်ရွေးခြင်းနဲ့အာကျွန်တော်လေးဘေကိတာဘေကိတာကြောင့်အစင်မပြေဘူးအကိတာတွေအများဆုံးအစင်ပြေခြင်းနဲ့ဆိုတဲ့အကြောင်းဆူတောင်းမယ်ဆိုရင်တော့စနေတော့အနောက်တောင်တောင်လက်ပြီးဓာလေးခိုင်းဆူတောင်းမယ်ဆိုရင်တော့အတင်တော့မှပိတ်ဆို့နေတဲ့လူရောကြားနဲ့ပတ်သက်တဲ့ကံများ အမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအဲ့ဒါကိုနဲ့နင်းနေသက်တဲ့ဒီချိန်မှာရွှေသေးဗုဒ္ဓသာသမီတွေကရွှေသေးလေးတွေဝင်တတ်တယ်အလူတွေလောရတတ်တယ်ပျော်ဝဲရွှေမွေင်္ဂလာတွေဒီမှာအဆင်ပြေတတ်ပါတယ်ဗျာဒါကြောင့်ဗုဒ္ဓသာသမီရာတခုခုလုံးလုံးလုံးခြင်လို့မရဘူးအဆင်မပြေဘူးအဆင်ပြေပြေမှာကြောက်တယ်ဆိုရင်တော့ကြာသာပရိနောက်ရက်ကိုလဲပြီးတော့ပွင့်နေသောပန်းလေးတစ်ပွင့်ကိုကင်တွဲပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့မိမိရွေမျောနာသောကိစ္စများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာ ကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းအငွေကြီးကြက်တဲ့မှုအိုးလောကနဲ့ပတ်သက်တဲ့အစီအမံပြေမှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုလွဲမားတွေကြုံတော့ဂျာတာပရိနောက်ရက်ကိုလက်အာလူဆိုလေးတလုံးကိုကင်ပြီးတော့စူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်တဲ့ပြဿနာများ အမြန်ငိမ့်ညမ်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတလူသွားခွင့်ပြောခြင်းတလူပြောခွင့်မရရင်တော့ခင်ဗျာဗုဒ္ဓတောင်ရက်ကိုလက်ဇုံးလေးကိုကိုင်းပြီးမှဆူတောင်းအတင်ဇုံးလေးကျွန်တော်လာရှယ်ဇုံးလေးကိုင်းပြီးရှယ်ဆူတောင်းလာကျွန်တော်သွားတယ်လာတဲ့ကိစ္စတွေများအနေကင်းပါသေးကျွန်တော်လုံးသူများကိုင်းသူများအများဆုံးပွင့်လန်းပါသေးကြောင်းအတင်ဇုံးလေးရကိုကြီးစောက်ချောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလက်ဇုံးလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့သွားတော်ခီးများအနေကင်းပြီးပြောတော်စကားများအောင်မြင်ကြကြသွားမှာဖြစ်ပါတယ်ဗျာ ဒီချိန်မှာတောက်ကြသားသမီးကတော့ကိုယ်နဲ့ပတ်သက်တဲ့နှိမ့်နေတဲ့လူအောင်အိမ်ဟောင်းလုပ်ငန်းအောင်ဟောင်းနေနဲ့ပြန်လဲဆုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်အိမ်အပြင်ရောက်နေတဲ့အိမ်ထဲကိုပြန်လာမယ်အပြင်ရောက်နေလူကအိမ်ကိုပြန်လာမယ်အပြင်ကလူကအိမ်ကလူနဲ့သွားတွေ့တတ်တယ်ပေါင်းထားတဲ့ပစ္စည်းလေးရွေးထားတဲ့ပစ္စည်းလေးပြန်လဲရကြည့်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာတောက်ကြသားသမီးတွေနဲ့ပတ်သက်တဲ့တကူကူလိုအပ်ချက်တွေဖြစ်ရင်တော့တင်းလာအရှိရကိုလှည့်ပြီးစူတောင်းမယ်ဆိုရင်မိမိလိုအပ်တဲ့ကိစ္စများအများဆုံးပြည့်စုံပြီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကိုနဲ့နီးနေသက်သက်တဲ့အစုအဖွဲ့အုပ်စုပြည်နယ်တွေအားကောင်းပြီးတိုင်းနယ်အားမကောင်းမှုပြိုကိုနိုင်ငံအားမကောင်းမှုနဲ့သူမြနိုင်ငံတွေအားကောင်းနေတာဖြစ်ပါတယ်ဒါကြောင့်သူမြနိုင်ငံကိုနိုင်ငံမှာရည်ကြီးတဲ့မိုးရွာတဲ့ငလင်းလှုပ်တဲ့လူတွေဒေသနဲ့ဒေသပြည်ထောင်တာတွေတက်တယ်အဲမင်းရဲ့စီမံကံကွယ်မှုလွယ်မှာမင်းရဲ့လောဘဒေါသကြောင့်ပြည်ထောင်တာတွေဖြစ်တယ် အဲ့ပြဿနာကြီးကြောက်တယ်ဆိုရင်တော့အင်္ဂါတောင်းအရှိတောင်းတောင်းနဲ့တပိတ်လေးတစ်ခွက်ကိုပြောတစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ဖြစ်ပေါ်နေတဲ့မြင်ရမြင်ရနဲ့ပြဿနာများအများဆုံးငြိမ်းချမ်းသွားမှာဖြစ်ပါတယ်ဗျာ။နော်အဲ့ဒါလေးတစ်ချက်ရှိတယ်။တကယ်လို့ခမရဒီကံလေးတွေစမ်းမယ်ဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့အမတစ်တို့အတစ်တို့အမနှစ်တို့ကိုယ်ဆိုတဲ့ကဏ္ဍလေးတစ်နှစ် ကိုဆိုတဲ့ကဏ္ဍလေးတွေခွေးပြီးကန်စားမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအဲကြောင့်အင်္ဂါတော့ရှေးတောင်တောင်လဲလပိတ်လေးတစ်ခွက်ကိုပြောဒဇွန်းလောက်တောက်ပြီးမှအထီကံလေးတွေတင်းနေကိုပါတဲ့အခွေလေးတွေကန်စားမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းပြီဖြစ်မှာကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာเนาะအဲ့ဒါလေးချက်ကြီးတယ်တခုခုသွားတယ်လာတယ်လှုပ်တဲ့ကိန်းထဲမှာအန်ဒီရီကင်းညင်တော့တောက်ကြမြောက်ရက်ကိုလက်စူးတောင်းပြီးမှသွားမယ်ဆိုရင်တော့ခင်ဗျာအန်ဒီရီကင်းမယ် အလူကြီးလူကင်းတွေမျောပြီးတော့အခင်ဗျပြဿနာတွေရင်းညံ့တော့မှာဖြစ်ပါတယ်ဒါကြောင့်သွားကန်ဒီလာကန်ဒီမှာတောက်ကြမြောက်ရက်ကိုလှည့်ပြီးဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းမှာဒီကြောင့်လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့အမနီယာတင်တဲ့ကောမတ်ဒီမှာလိုက်တာအင်ဝဲချင်းနဲ့အင်ဝဲချင်းနဲ့ဆိုတဲ့အတိုင်းကောမတ်ရေးထားတဲ့ပုံကောများအိမ်လေးကိုဝဲချင်းတော့ကျွန်တော်တို့ရပြောညောရာဥတော်အောင်နောက်မြောက်တော်အောင်လက ရပိတ်လေးတို့ကကိုပြောဒဇွန်လောက်တောက်တော့ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်ဝယ်ခြင်းနဲ့အိမ်များဆူတောင်းပြီးလေခြင်းရဲ့မြန်ရင်၁၄ရက်နောက်ကြရင်တော့နှစ်လအတွင်းအိမ်များဝယ်ရုံတိုင်းမှာဖြစ်ပါတယ်ဒါကြောင့်လိုင်းသားမှာကြီးတဲ့မိသားစုများအိမ်လေးတွေဝယ်ခြင်းတော့ရောက်တော့နောက်မြောက်တော့လဲရပိတ်လေးတို့ကကိုပြောပြောပြီးတော့ဒဇွန်လောက်တောက်တော့ပြီးမှဆူတောင်းမယ်ဆိုရင်တော့အချင်းပြေးပြီးဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအာလောက်ကန်စင်မပြေဘူးလောက်ကန်စင်မပြေဘူးဆိုတဲ့ပုံကူများတနေ့လား အရှိအရာကိုလျှက်ပွင့်နေသောပန်းလေးတစ်ပွင့်ကိုကန်တွဲပြီးတော့ဆူတောင်းမယ်ဆိုရင်တော့မိမိတို့အိမ်မှာရှိတဲ့အလုတ်ကင်များအများဆုံးပွင့်လာမည်ဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်။ပြားကြသာပြီးသားသမီးတွေ60နှစ်နှစ်ရှိပြီးယာဒူတိုးကျင်တယ်ယာဒူတိုးကျင်တယ်ဆိုတဲ့အတွက်ကျွန်တော်တို့ကခင်ဗျတိုးကျင်တာလားမတိုးကျင်ဘူးလားတိုးမလားဆိုတဲ့မိကုံးမျိုးကိုကျွန်တော်တို့မဖြေပါဘူး။ခင်ဗျတိုးကျင်တော့တင်းနှင်းကနေတောင်းအရှိမရောက်တောင်းလက်အလူးလေးကိုကန်ကန်ပြီးဆူတောင်းသားမှာခင်ဗျယာဒူအများဆုံးတိုးမည်ဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။ အနာတောက်ကြလေးရတဲ့ငွေကတင်ပိတ်နေတယ်ငွေမိသားစုမှတယောက်ပြီးတယောက်ကန်နေပိတ်နေတယ်ငွေကန်လေးတွေပွင့်နေတယ်ငွေကန်လေးတွေပွင့်နေရင်တော့ခမရစနေတော့အနောက်တောင်တော့လဲဓာလေးကိုကန်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှပိတ်ဆိုနေတဲ့ငွေကန်များအများဆုံးပွင့်လာပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပိတ်လိုက်ပါလေဗျာတောက်ကြတာသာသမီလေးရတာ58နဲ့မှအင်းကြီးဝင်းနေတဲ့ အိမ်ဝင်ကြီးရင်တော့ခင်ဗျာကျွန်တော်တို့ကဒီနေ့လာအရှိအယကိုလက်ခင်ဗျာပွင့်နေတော့ပန်လေးတပွင့်ကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့ငွေတွေဝင်ပြီးတော့ခင်ဗျာအိမ်များဝေရောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့လာအရှိအယကိုလက်ပွင့်နေတော့ပန်လေးတပွင့်ကိုကိုင်းကိုင်းပြီးမှဆူတောင်းခြင်းဖြင့်တင်းတို့မှာအိမ်နေတဲ့ကိစ္စများအိမ်နဲ့ပတ်သက်တဲ့ကိစ္စများမြန်ယုံဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာအစူသားအိမ်ဝိုင်းလေးကိုရောင်းမယ်ကိုပိုင်အိမ်လေးနဲ့နေခြင်းနဲ့ဆူတဲ့ကိစ္စအိမ်လေးရောင်းခြင်းတော့ဖရတစုမှာဆက်လက်ဆို9လိမ့် ဖရာတစုရဲ့အင်္ဂါတော့မသွားပြီးတော့လူရင်တော့အိမ်ရောက်မှဖြစ်ပြီးတော့အိမ်ဝင်နေတယ်ဆိုရင်တော့တင်းငွေနေတော့မှအာလူစု6လုံးလူတန်းမှဖြစ်ပါတယ်ဒါကြောင့်အိမ်ရောက်နေတော့စလိကလေးခွန်လင်းကိုရောက်တော့မှလူပြီးတော့ရောက်နေတဲ့အိမ်လေးကိုဘယ်ချိန်မှရောက်ပြီးတော့ဘယ်လောက်နဲ့ရောက်နေတယ်ဆိုတဲ့အကြောင်းစုတော့ ဝင်ရှင်နေဆိုရင်တော့တင်းနှင်းကနေတော့အရှိမြောက်တမအာလူ၆လုံးကိုလှူပြီးမှအိမ်ဝင်ရှင်နေကြောင်းဆူတောင်းမယ်ဆိုရင်တော့အိမ်များအမြန်ဆုံးရောက်ချပြီးတော့အိမ်များအမြန်ဆုံးဝင်ရောက်မှာဖြစ်ပါတယ်ဗျာအင်္ဂါတမတိသမီးကတော့ကျွေးကြည့်ခြင်းနဲ့ကျွေးလေးတွေချီးထားတာပြန်ရခြင်းနဲ့တောက်ကြသားသမီးတွေကပြေးခြင်းနဲ့ပြန်ပြီးမှရတော့မယ်ဆိုတဲ့အတွက်အင်္ဂါတသမီးရဲ့လူစားနာပြင်းတော့စနေတော့အနောက်တောင်တောင်လဲဓာလေးကိုကန်းကန်းပြီးမှဆူတောင်း အတင်သားလေးရဲ့ကျွန်တော်ကျွေးလေးတွေပေးထားတာပေးထားတဲ့ကျွေးလေးကိုပြန်လှူခြင်းနဲ့ကျွန်တော်ပေးထားတဲ့ကျွေးကဘလောက်ကျွန်တော်ဘဲရဲ့တွင်လှူခြင်းနဲ့ရသည်နဲ့နဲ့အခွင့်အလမ်းတွေအတင်သားလေးကအကူအညီစောင့်ရှောက်ပါဆိုဓာတ်ကိုခြံပြီးတော့ဇနီးတောင်းကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့အများဆုံးအဆင်ပြေမှာဖြစ်ပါတယ်ဗျာတာလီယာပြောစကားနားမထောင်မှုနားမထောင်မှုဆိုတဲ့အမိများပြောစကားကိုနားထောင်ခြင်းတင်းတင်းလာအရှိအယကိုလည်းပတ်သက်နေခြံပြီးမှဆူတောင်းအတင်ပတ်သက်လေးရဲ့ တာရီယာပြောစကားနားမထောင်ဘူးနားဆောင်စီခြင်းတာရီယာဒီလိုလေးတွေဖြစ်သေးခြင်းအသင်ပတ်သက်လေးကကူညီပါဆိုတဲ့အကြောင်းတင်းလာအရှိရကိုလှည့်ပြီးမှပတ်သက်လေးဂိုင်းဆူတောင်းမယ်ဆိုရင်နတာရီယာသပြောစကားများနားထောင်သွားမှာဖြစ်ပါတယ်စနေသားသမီးတော့စိုင်းနဲ့အိမ်ရောက်နေတဲ့စိုင်းလေးရောက်နေတဲ့အစင်တော့ခမရဘုရားတသူရဲ့အင်္ကာတော့အရှိတောင်တော့အရှိတောင်တော့မှာကျွန်တော်တို့ရပြောလို့ရှိရင်တော့ခမရအစည်းညွန့်ဆိုရှင်းညွန့်ဒါမှမဟုတ်အာလူဆိုတလုံးအာလူလေးတလုံးကိုတင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ တဲ့အမြန်ဆုံးဆိုင်ငန်းများရောင်းအောင်မှဖြစ်ပြီးတော့အိမ်လေးကိုရောင်းချင်တယ်ဆိုရင်တော့တင်းတင်းကနေတောင်းအရှိမြောက်တောင်းလှည့်ပြီးဈေးညွန့်လေးကိုတင်းရောင်းမယ်ဆိုရင်တော့အိမ်ရောဆိုင်ရောအမြန်ဆုံးရောင်းအောင်မှဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရစေဗျာဆိုင်ကိုရောင်းမယ်ဆိုရင်တော့အင်္ဂါတော့မှအာလူးအစုလေးတစ်လုံးကိုတင်းဒါမှမဟုတ်အုံညွန့်လေးကိုတင်းပြီးမှဆူတော့အိမ်ကိုရောင်းမယ်ဆိုရင်တော့တင်းတင်းကနေတောင်းအရှိမြောက်တောင်းကိုလှည့်ခမရအိမ်မှာဈေးညွန့်လေးရှင်းညွန့်တင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆိုးနေဆိုင်များအိမ်များ အမြန်ဆုံးရောင်းအောင်မှာ ဖြစ်ပါတယ်ဗျာအစနေသားသမီးကတော့အသက်50နှစ်နေကတော့ကျွေးကြည့်နေတဲ့ကျွေးကြည့်ရင်တော့စနေတော့နောက်တောင်တောင်လက်လက်ပြီးမှကမ္ဘာဓာလီကန်ကန်ဆူတောင်းတော့တင်းရဲ့အကျွေးများအမြန်ဆုံးကြည့်အောင်မှာဖြစ်ပါကြောင်းလေးလေးစားတာတင်ပြပေးလိုက်ပါလေဗျာတင်းလာလေး40နှစ်ကတော့မြေရောက်ညင်နေတဲ့မြေရောက်ညင်တဲ့ပုံကူများကြာတာပြီအနောက်ရက်ကိုလှဲ့လှဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ရပြောရင်ခမရအိမ်မှာအာလူအစိုးလေး6လုံးကိုတင်း တင်းပြီးမှခမရဆူတောင်းသားမှာဗျာဖရာတဆူရဲ့ကြာသာပရိကြောင့်မှာအာလူဆူ၆လုံးတင်းပြီးတော့မြေလေးကိုရောင်းညင်နေအဲရောင်းညင်တဲ့မြေလေးကိုဘေးဈေးရဘေးဈေးဘေးရဲ့တင်းရောင်းညင်မှာတည်းဆူတောင်းရင်တော့တင်းနေလာသားသမီးလေးရဲ့မြေလေးအများဆုံးရောင်းအောင်မိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါလေဗျာတနေ့လာသားသမီးလားလုံသမားတွေခိုးခြင်းနဲ့လုံသမားတွေစုစုကွေးနဲ့အလုပ်ရင်းလုပ်ခဲ့နေလူချင်းနဲ့ဆိုတဲ့လူကတော့တောက်ကြမြောက်ရကိုလက်တပိတ်လေးတစ်ခွက်ကိုပြောတစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ တင့်ရဲ့လုံသမားများအများဆုံးဝင်ရောက်မိဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ကျညာမီတရားသူကတော့လူရည်တဲ့လက်နဲ့မကွာတော့ဒီနေ့မှတော့ပထန်းစွန်မြာကလူပြီးဖြစ်ပါတယ်ကျွန်တော်ကျက်သားရဲ့ဝက်သားရဲ့အိုင်ရငက်အဝါပေါ့အာငက်အဝါပေါ့အဲငချောက်ဟင်းကျက်ကလေးရဲ့အဲဟင်းဂျိုလေးရဲ့သီဘူးတီတောင်းလေးရဲ့နောက်ကမေသလီ တောင်းလေးရဲ့ နော်အဲတကားဟွာဘာလချောင်ကျော်လေးနောက်ကတော့ဖုန်ကြီးဆုံးပွဲရတော့ကျွန်တော်တို့အချိုးပွဲရတော့အမိရလောက်ထားတာဖြစ်ပါတယ်ဒါကြောင့်အချိုးပွဲတွေလူတန်းပေးတဲ့ပုံကူများငွေကြီးနဲ့ပတ်သက်တဲ့လူတန်းပေးသွားတဲ့ပုံကူများကိုကျွန်တော်တို့ရွှေညာမီမိသားစုကအထူးတလေကျေးဇူးတင်ပါတယ်ဗျာဒါကြောင့်မွေးနေ့လေးမှာလာရောက်လူတန်းသွားတဲ့မုံဘူးတွေလူသွားတဲ့ရန်ကုန်သူမမအဲရန်ကုန်သူမမလေးရတဲ့မုံဘူးတွေတွေလူသွားတာဖြစ်ပါတယ်အဲ့ဒါတွေကျွန်တော်တို့အချိုးပွဲမှာကတ်လူပြီးဖြစ်ပါတယ်ကျွန်တော်တို့လူသားသားတွေလှုပ်တဲ့အခါမှာ ကျွန်တော်တို့လူတွေလှုပ်တော့ခမတို့အထင်းကြီးနေမှာထင်ပါလေကျွန်တော်တို့ဟောပါအရာကောင်းရဲ့လောင်းလာတဲ့စကားပြောတာမလှပါဘူးကျွန်တော်တို့အလူလေးတွေလှုပ်တော့နေမဲ့အခါမှာကျွန်တော်တို့လူလေးတွေလှုပ်ရင်ဟိုလူကတော့ကျွန်တော်ဗာလိလာလူမဲအဒီလူကတော့ပတ်တန်လူမဲဒီကလေးကတော့ဝတ်သားအစိတ်သားဖို့လူမဲဟိုက90သားဖို့လဲငါကတော့စီတပိတ်သားလောက်လူမဲငါကတော့ငါ6ကြော်လေးလာလူမဲဆိုပြီးတော့ဆုလိုက်တဲ့အခါမှာကျွန်တော်စုံမိုးတွေကိုလွယ်လွယ်ကူကူပဲရတာဖြစ်ပါတယ် ပတ်တန်ရှိသည်ဖြစ်သည်မရှိသည်ဖြစ်သည်ကိုလူချင်းတဲ့အစီအစဉ်ပြောရင်ဟိုလူကတစ်ဖက်ဒီလူကတစ်ခုနဲ့ပဲကျွန်တော်တို့အလူဒနာအောင်မြင်သွားတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီလူလေးမှာကျွန်တော်တို့ပါဝင်ခဲ့တဲ့ငွေရတော့စုစုပေါင်းငွေရဖြစ်ရင်တော့တသောင်းပဲပါပါတယ်ငွေရဖြစ်ရင်တသောင်း မုံဘူးလေးတွေပါတယ်လောဝဒါနာလေးတွေပါတယ်ဒီလောက်ပါပဲအဲကြောင့်အများအလုံးကဒါများဝိုင်းဝန်းပြီးခုနေသားသမီးတွေစုပေါင်းလူများတာဖြစ်ပါတယ်ကျွန်တော်တို့လူတွေတန်းနေဆိုတော့တာအီကုံကန်းနေဆိုလူကတော့ဘုံကြီးကတော့၅ပါးပင့်တန်က၅ပါး၆ပါးပေါ့ပင့်တန်က၆ပါးနဲ့ကျွန်တော်တို့ဟောပေါ့လူ90လောက်ဒါလူတန်းနိုင်တာဖြစ်ပါတယ်အဲကြောင့်ဒီကျွန်တော်တို့အများဝိုင်းရင်ခမအဆင်ပြေတာပါပဲ ဒါကြောင့်ကျွန်တော်ရွှေညာမင်းမိသားစုကတော့လူတန်းလိုက်တဲ့ကိစ္စလေးတွေကတော့ရန်ကုန်တောင်ဥက္ကလာပါကတော့ဒီနေ့ငွေသက်သောင်းစာလူနေယူဒီလာတဲ့မှာတော့သက်သောင်းလူတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့အဲ့ငွေသက်သောင်းလေးရေအမနည်းကမုံမုံလေးလာပူတဲ့အဲကလေးလေးအဲ့ဒါတဲ့အချိုးပွဲများကတ်လူပြီးတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ငွေကြီးနဲ့ပတ်သက်တဲ့လူတန်းပေးတဲ့ရန်ကုန်တောင်ဥက္ကလာပါရှိတဲ့မိသားစုများရန်ကုန်မှာရှိတဲ့တမီလေးနော်အဲ့ဒါပဲမုံမုံလေးတွေလူသွားတယ်ဆိုတဲ့တမီလေးများ အဲ့ဒါဒီနေ့လူတန်းလေးတွေကိုကျွန်တော်တို့ပြုလုပ်ပြီးဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရွှေချာမီမိသားစုကိုကြည်ရှုရတဲ့ပိတ်ကလူတန်းကြတဲ့ပုံကိုကောမရေးကြတဲ့ပုံကိုအားလုံးတို့သည်ယနေ့မှစ၍အဝေးလောကမြတ်ပွန်လန်းကြပါသည်ပိတ်ဆိုနေတဲ့ငွေကြေးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝေရပြီးစိတ်ချမ်းသာကိုချမ်းသာနဲ့လူနိုင်တန်းနိုင်ပါသည်ရွှေတဲလဲငွေတဲလဲနဲ့ပျော်ဝဲရှင်ဝဲတွေမှာပါဝင်ပြီးတော့မြေရည်ပိုင်ပိုင်ပါသည်ယာတုတွေတိုးပါသည်နော်ဆံမွဲတွေဖြင့်အောင်းမသည်သွားတော်ခီးများအနေကင်းပြီးပြောတော်စကားများအောင်မြင်ကြပါသည် နော်ပြဿနာတွေဝေးကွာပြီးတော့အလူရည်တဲ့လက်နဲ့မကွာတို့စတဲ့စတဲ့ပုံပုံတိုးတက်နိုင်တဲ့လှူဒါန်းနေတဲ့သူတော်သူသူတော်စင်များဖြစ်ပါသေးကြောင်းလေးလေးစားစားဆူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမီမိသားစုအာကျွန်တော်နဲ့ပတ်သက်ပြီးတော့ဗီဒီယိုမေးပြန်ခြင်းနဲ့ပုံပုပ်ပုဂ္ဂိုလ်များကျွန်တော်ကြုံညာနေတာမဟုတ်ပါဘူးနော်မမေးလေရပါတယ်ကျွန်တော်တို့ပုံမှန်ရပြလို့ရှိရင်မနေ့6နာရီရတဲ့ညတနေ့လောက်ဒီပုံမှန်တနေ့ကိုလူ40လောက်ဟောနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြင်ပလူတွေတိတ်ပြီးတော့ကျွန်တော်တို့မပြောနိုင်ပါဘူး ဒါကြောင့်ကျွန်တော်တို့ဖုန်းနဲ့ပဲအနေငယ်ကျွန်တော်တို့တင်ပြနေတာဖြစ်ပါတယ်ကျွန်တော်တို့ကိုလူနဲ့ကိုကို မနိုင်ဝင်ထမ်းနေရတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ရွှေညာမီမိသားစုကြီးကြီးရတဲ့ပြည်သက်တွေကတော့ကျွန်တော်အကြောင်းတစ်ခုတော့တဲ့ကျွန်တော်တို့ရွှေညာမီမိသားစုကိုအာမေးမြန်းခြင်းနဲ့စုံချမ်းခြင်းနဲ့စသုခြင်းနဲ့အာငွေအလူငွေတွေလူခြင်းနဲ့ဖုန်းနံပါတ်တွေတည်ခြင်းနဲ့ဆိုရင်တော့တခုခုတည်လို့တဲ့ကိစ္စမှန်သမျှ39 6ခုနဲ့3ခု9ခုကိုဆက်တွေ့ပါ39 6ခုနဲ့3ခု9ခုကိုဆက်တွေ့ပြီးတော့မေးမြန်းစုံစမ်းမယ်ဆိုရင်တော့ရုံးဖွဲ့ကစနစ်ကြပြန်နေဖြေကြပြီးလိုအပ်တဲ့ကိစ္စကိုစနစ်တရအကူအညီဆောင် င်းရွက်သွားမည်ဖြစ်ပါကြောင်းလေးလေးစားစားတောက်ကြနေရဲ့တနစ်တာကန်ဒီမာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ